ဒီ pink flash က eyeliner ကလေအင်ဒိုနီးရှားမှာမျက်လုံးတွေကိုရောင်ကိုင်းစေပြီးတော့အတွင်းထဲမှာပါပြည့်ရတဲ့ပြီးအဲ့သူ့ကိုတုံးရင်မျက်စိနားပေါ့နော်အ pink flash ကအင်ဒိုမှာတော့တော်တော်ပွက်လို့ရိုက်နေပြီပေါ့နော်သူ့ဟာလေတုံးပြီးတော့မျက်လုံးတွေကအဲဒီလိုရောင်ကိုင်းလာပြီးတော့ခွဲရတဲ့အဆင့် ठी အားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့ iPhone မှာနာမည်ကြီးနေနော် eyeliner ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်ဒီ eyeliner ကနော်ဘယ်လောက်ထိတောင်မှစိုးလဲဆိုရင်နော် သူ့ကိုစိုးလိုက်တာနဲ့နော်မျက်လုံးတွေရောင်ခိုင်းလာတဲ့အပြင်နော်ဒီအိုင်းလိုက်နာထဲမှာပါတယ်နော်ပါဝင်ပစ္စည်းတစ်မျိုးကနော်အစိမ့်တော့ဖြစ်စေနိုင်နေရှင်ဘလောက်ထိတောင်မှကြောက်ဖို့ကောင်းလဲဆိုရင်နော်ကင်စာတာမှဖြစ်နိုင်နေတယ်ရှင်ဒါကြောင့်မို့လို့နော်မင်းကလေးတွေအနေနဲ့နော်အထူးသတိထားတဲ့နဲ့ရှင်မင်းကလေးတွေကနော်အလားအပါရေးရနဲ့ပတ်သက်လို့ရှင်နော်အရန်ကုန်မှာစိတ်ဝင်တစားနဲ့လောက်ကြတယ်ရှင် နောက်ပြီးတော့နော်ဖစ်ပါလောက်ရကနေပြီးတော့နော်ခြေချောင်းငါးချောင်းတော့မှဖြတ်လိုက်ရတယ်ရှင်။ဒါကြောင့်မို့လို့နော်မိန်ကလေးတွေအနေနဲ့အလားပါတွေလုပ်မယ်ဆိုရင်နော်အရန်ကူမှာနော်ဂယူဒီဇိုင်းနဲ့စုံစမ်းတဲ့နေရှင်။ကိုတောက်လုံးမဲ့ဆိုင်တွေကိုလည်းနော်တီချာစုံစမ်းတဲ့နေရှင်။ ဒီဗီဒီယိုလေးကတော့မင်းကလေးတွေအနေနဲ့တော့အထူးတတိထားလို့ရအောင်လို့ပြန်လည်ဝင်ပြလိုက်ခြင်းဖြစ်ပါတယ်ရှင်။အကြောင်းဆုံးသိအောင်လို့ညီမနဲ့တူတူဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုလို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။ဒီ Pink Flash ကအိုင်လိုင်နာကလေအင်ဒိုနီးရှားမှာမျက်လုံးတွေကိုအရောင်ကိုင်းစေပြီးတော့အတွင်းထဲမှာပါပြည်ရည်တည်ပြီးအဲ့ဒီပြည်တွေကိုပါခွဲထုတ်ရတဲ့အထည်ကိုသုံးဆွဲသူတွေတော်တော်လေးဒုက္ခရောက်နေတာဖြစ်ပါတယ်။ဒါကတော့မသုံးမဲနဲ့အားချောင်နေတယ်လို့ထင်ပါဆိုလို့ဒါညီမအခုသုံးနေတဲ့ Pink Flash ပါ။သူကလေတကယ်ဟိုမှာ သူ့ကိုတုံးရင်မျက်စိရနာပေါ့နော်အစတော့ငါညီမကဒီ pink flash ကိုကိုကအိုင်လိုက်နာကိုဒီနားထောင်လေးတွေပဲချဲတဲ့သူပေါ့နော်တခါတလေအရေးကြီးတဲ့ပွဲတွေပွဲကြီးတွေမှာပဲဟုတ်တယ်လို့မျိုးအပြည့်ချဲတယ်ပုံမှန်ကတော့မျက်လုံးထောင်လေးမှာပဲကိုကဆွဲတတ်တဲ့သူမျိုးပေါ့နော်အဲ့ဒါကိုမှသူ့ကိုလိမ့်နဲ့သူ့ကိုအိုင်လိုက်နာတုံးတဲ့နေ့ဆိုရင်မျက်လုံးထောင်လေးတွေကနာတယ်ပြီးတော့မျက်ရည်ပူတွေကျတယ်ပေါ့နော်အစကမျက်ရည်ပူတွေကျတာကိုဖုန်းကြည့်လို့လို့ပဲထင်ခဲ့တာဒါပေမဲ့ make up မလိမ့်တဲ့နေ့ဆိုရင်လုံးဝမျက်ရည်ပူကမကျဘူးပေါ့နော် အဲအဲ့တော့ခါကျတော့ဘလို့ထင်လဲဆိုတော့ကိုကမတ်စကာရာလုတ်ရတာကိုမကြိုက်ဘူးအဲ့ဒီတော့မတ်စကာရာလုတ်တဲ့နေ့မှာညရဲ့ပူကြတယ်ဆောင်းနောက်လိုမျိုးမျက်စိနာတယ်လို့ထင်ခဲ့တာဒါပေမဲ့ကျွန်မတုံးတဲ့မတ်စကာရာပါလဲဆိုရင်ဒီဒီယိုကနေပြီးတော့လက်ဆောင်ရထားတဲ့ဒီဒီယိုမတ်စကာရာလေးသုံးနေပေါ့နော်ထင်လိုက်တာကဒီယိုမတ်စကာရာကကိုနဲ့မတည့်တဲ့ပစ္စည်းတစ်ခုခုပါနေလို့မတ်စကာရာသုံးလို့ဖြစ်တာလို့ပဲထင်တာဒါပေမဲ့တကယ်ကမဟုတ်ဘူးပေါ့နော်နောက်ရက်ဒီမှာမတ်စကာရာမသုံးမင်းနဲ့မိတ်ကပ်လိမ့်နေဆိုရင်လေညလုံးနေရအဲ့လိုမျက်ရည်ပူတွေကျပြီးတော့ဒီမျက် ဒီနားလေးတွေတော့ဟောဒီနားလေးတွေကတအားနာရယ်ပေါ့နော်ပုံမှန်နားရမျိုးမဟုတ်ဘဲအဲ့လိုမျက်ရိုးတွေကအဲ့လိုအသားတွေကနေပြီးတော့အဲ့လိုနားတဲ့ပုံစံမျိုးပေါ့နော်အစတုန်းကတော့ဘာချောင်မန်းကိုမသိဘူးအခုလေအဲ့ဒီ Facebook ပေါ်က post ကိုတွေ့လိုက်မှအော်ဒါချောင်မန်းဆိုတာမျိုးသိတာလုံးဝသူ့ချောင်ဆိုတာကိုလုံးဝမထင်ဘူးဘာလို့လဲဆိုတော့ကိုယ်လည်းသုံးနာ PC လေးဒီနားလေးမှာပဲစက်ရုံလေးဆွဲလိုက်တာဒါကလေဈေးကလည်းအရန်တက်တာတယ်ကွာ အရန်လေးသူကချုံးနေရဆိုတော့တခြားဘယ်ဟာလေးနဲ့မှတုံးရမတူဘဲနဲ့အရန်ကြိုက်လို့ဆိုပြီးတော့ဒါကိုတုံးတာပေါ့နော်ဒါပေမဲ့ဒါကကိုဒုက္ခပေးနေမှမသိဘူးအခုသတင်းတွေတွေ့မှဟဲငါဒါကြောင့်ဖြစ်နေရပဲဆိုပြီးဖြစ်တာပေါ့နော်ဒီ post ကိုတွေ့လိုက်မှ ဒါဆိုရင်နှစ်ချောင်းမြောက်กว่าတိလာရှေ့မှာဆိုရင်ဘာတွေတောင်ဖြစ်ထားပြီလဲမသိဘူးအဲဒါကြောင့်မလို့ main ကလေးတွေကိုလိုမဖြစ်အောင်အင်ဒိုနီးရှားကောင်မလေးအများကြီးလဲအခုတော်တော်လေးဒုက္ခတွေဖြစ်နေရပေါ့เนาะဒါကြောင့်မလို့လေအဲဒါကြောင့်မလို့ပါအားလုံးပဲခရူးဆိုင်ကြပါနောက်ခါကျရင်ကိုသုံးမဲ့ product ကိုကိုမသုံးခင်မှာဘာတွေပါလဲဆိုတဲ့ပတ်ဝန်းကျင်စီကိုတစ်ချက်ကြည့်ပေါ့เนาะအခုဆိုရင်လဲသူ့မှာပါတဲ့ chemical တစ်မျိုးကပတ်ဝန်းကျင်စီတစ်မျိုးကအားလုံးနဲ့တော်တော်များများနဲ့အဆင်မပြေတဲ့ပတ်ဝန်းကျင်စီပေါ့เนาะမသုံးရဆိုပြီးတားမြစ်ထားတဲ့ ပါဝင်ပစ္စည်းလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဘာပစ္စည်းလေးပဲသုံးတော့မယ်မဆိုဈေးနေသည့်ဖြစ်စေဈေးများသည့်ဖြစ်စေကောင်းသည့်ဖြစ်စေဆိုးသည့်ဖြစ်စေအရင်ဆုံးလေ့လာပါပြီးမှသုံးပါဘာကြောင့်လဲဆိုတော့မျက်နှာပေါ်တင်ရမယ်ဖြစ်စီရေဆိုတာကိုတကယ်ယုံကြည်စိတ်ချရတဲ့ဖြစ်စီ quality ကောင်းတဲ့ဖြစ်စီကိုနဲ့တင့်တော်တဲ့ဖြစ်စီဖြစ်ဖို့လိုရပေါ့နော်အဲ့ဒီတော့ main ကလေးတွေကျမလိုမျိုးအဝယ်မမအောင်လို့အခုဒီ video လေးလိုလိုက်တာပါအခုဒါကတော့ဘာမှလုပ်လို့မရတော့လို့မပြရတော့မယ်ရှေ့ကသုံးခဲ့တာတွေတောင်မှအရန်ဟိုမှာရဲကြောက်နေရပေါ့နော်ဘာဖြစ်တော့မှလဲဆိုပြီးတော့တကယ်နော်တကယ်မျက်စီရေအရန်နာတယ် ပြဿနာဒီဟာဖြစ်နေရပါအားလုံးပဲကိုယ့်အိမ်မှာရှိတဲ့ Hori Pink Flash က eyeliner တွေဆိုရင်ဆက်မသုံးတာကောင်းပါတယ်။ကောင်းမလေးတွေကိုယ်တန်မှန်ကန်တဲ့ product လေးတွေကိုရွေးချယ်နိုင်ပြီးတော့အလားဆုံးဖြစ်နိုင်ကြပါစေ။အ Pink Flash က Indo မှာတော့တော်တော်ပော်လို့တွေရိုက်နေပြီပေါ့နော်။သူ့ဟာလေတုံးပြီးတော့မျက်လုံးတွေကအဲဒီလိုရောင်ကိုင်းလာပြီးတော့ခွဲရတဲ့အဆင့် ठी ကိုရောက်နေတဲ့တော်တော်လူတွေတော်တော်များရယ်ပေါ့နော်။ဒီမှာ Indo က အဲ pin fresh official statement ထုတ်ထားတာကြတော့သူတို့ i shadow br02 နဲ့ br04 မှာဒီလိုပြဿနာမျိုးတွေဖြစ်တယ်ဆိုပြီးတော့တင်ထားပေမဲ့တော်တော်များများကဒီလိုနဲ့နာလည်းဖြစ်တယ် mascara လည်းဖြစ်တယ်ဆိုပြီးတော့တင်နေကြတယ်ပေါ့နော်ဒီလိုအစာမျိုးတွေဒီလိုအာမျိုးတွေကလေမတင်ချင်းဆုံးပဲဘာလို့လဲဆိုတော့မိုးကွယ်လဲဒါကိုတုံးပြခဲ့တဲ့သူဖြစ်တဲ့အတွက်အရန်ကိုဒီလိုမျိုးကြီးအဲကိုအုံးတဲ့ brand အဲ့လိုမျိုးဖြစ်တာအရန်ကိုစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အဲ့တော့ ုံးနေတဲ့သူရှိတယ်ဆိုလဲကိုယ့်ရဲ့အသားရည်ကဒါခံနိုင်ရည်ရှိနေသေးလို့ဖြစ်ကောင်းဖြစ်နိုင်တယ်။ဟိုဒီလိုမျိုးကြီးဖြစ်နေရဆိုရင်တုံးတက်လားမတုံးတက်လားဆိုတော့ကိုယ့်ဘာကိုယ်ပဲစဉ်းစားပါတော့။ဘယ် brand ကိုမှထိခိုက်လို့ရဲဆန္ဒမျိုးနဲ့ပြောတာမျိုးမဟုတ်ဘူး။ assumption တော့လည်း motor eye shadow ကိုဖျက်ဆီးပြပြီးတော့တတိပေးတယ်။ဒီ pink fresh ကိုလည်းမို့တတိပေးရမဲ့တာဝန်ရှိလို့ beauty blogger တယောက်အနေနဲ့မို့ကတော့ဒီဒါတတိပေးစရာရှိရာကိုပေးတာပါ။ဆိုတော့ကျမတို့နဲ့ကတဲ့တယ်အဆင်ပြေတယ်ဆိုရင်တော့အဲ့လိုမှန်လာတယ်တွေ့ရပါတော့။အဲ့တော့ ကိုယ့်သဘောနဲ့ကိုယ်ပေါ့ကိုယ့်အသားရည်နဲ့ကိုယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့အသားရည်ကအဲတခုခုဖြစ်သွားခဲ့လို့ရှိရင်ဘယ်သူမှအဲကိုစားခံမပေးပါဘူးကိုကိုတိုင်းပဲခံရမှာပါဒါကြောင့်မို့လို့ရေကျမနဲ့တော့တဲ့တယ်လူတွေက brand ကိုနာမည်ဖျက်ချင်လို့ပြောတယ်ဆိုရင်တော့ကိုကိုယ့်အသားရည်နဲ့ကိုယ်ပေါ့ဆက်သုံးပေါ့နော်ကျမကတော့တတိပေးစရာရှိရဘူးပေးရတော့မို့တော့ဒါတော့ဆက်မသုံးတော့ဘူးပေါ့တော်လေးတော့နှမျောတယ်သူ့ eyeliner လေးကတော်တော်လေးဆွဲလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့သူတို့ statement မှာကအဲ eyeshadow နှစ်ခုကပဲအဲအဲ ဖြစ်လို့အယောင်ရက်လိုက်တယ်အဲ့နှစ်ခုကိုပဲအယောင်ရက်လိုက်တယ်ဆိုပေမဲ့အဲမန့်နေမှာဒီလိုမျိုးတွေသူတို့ကမန့်ထားကြရပါတော့မတ်စကာရာလည်းဖြစ်တယ်အိုင်လိုင်နာလည်းဖြစ်တယ်ဆိုပြီးတော့မန့်ထားကြရတော့မိုကတော့ဒါသတိပေးတဲ့နယ်ထင်လို့ပြောတာပါဒီအင်ဒိုမှာဒီလိုပဲပလောရိုက်နေရဆိုတဲ့အကြောင်းကိုသိစေချင်လို့မိုကတော့ပြောပြတာပါဆိုတော့ pink fresh ကတော့ဒါဒီလိုမျိုးတွေထွက်လာပါပြီ အဲဆိုတော့နည်းနည်းလေးတော့သတိထားပြီးတော့သုံးကြပါဒီ eye shadow နှစ်ခုဝယ်ထားတဲ့သူရေးရှိရဲဆိုလို့ရှိရင်တော့အခုချက်ချင်းပဲလှုပ်ပလိုက်ပါတော့နော်နောက်ထပ် view လေးက face bar လောက်လိုက်ရကနေနော်ခြေချောင်းခါးမှာဖြတ်လိုက်ရတယ်ဆိုပြီးတော့ပြောပြထားတဲ့ view လေးပဲဖြစ်ပါတယ်မိမိလေးနဲ့သတိထားလို့ရအောင်လို့ဒီမှာနေတူတူစက်ကြည့်လိုက်အောင်နော် ဖစ်စပါလို့ခေါ်တဲ့ငါးကန်လေးတွေကိုခြေထောက်လေးတွေစိန်ပြီးတော့စပါလုပ်ရတဲ့ဟာရဲ့အန္တရာယ်ကိုပြောပြသွားပေးနေပေါ့နော်တကယ်အဖြစ်ပြက်ဩစတြေးလျနိုင်ငံသူကအဲ့ဒီဟာကိုစိန်ပြီးတဲ့အခါမှာခြေချောင်းငါးချောင်းဖြတ်လိုက်ရတဲ့အကြောင်းလေးဩစတြေးလျနိုင်ငံသူကသူကထိုင်းကိုအလဲလာတာအလဲလာဘယ်နှခုနှစ်တုန်းဆိုလို့ရှိရင်2010ဟာအလဲလာတာပေါ့နော်အဲ့ဒါပြီးတဲ့အခါကျတော့သူကအလဲလာတဲ့အချိန်မှာသူကငါး ငါငါကန်ပေါ့ဟိခုနပြောတဲ့အဲ fix bar လောက်တာပေါ့ငါကန်တဲ့ဆောင်းလေးစိန်ပြီးတော့ခါကြောင် relax ဖြစ်တယ်ပေါ့အဲ့ရငါလာတဲ့ဒီ vibration လေးတွေကအညောင်းပြေတယ်ပေါ့အဲ့ဒီမှာဆိုလို့ရှိရင်ဒီခြေထောက်မှာရှိတဲ့ဆိုင်ရသိတွေကငါတွေကစားတယ်ပါညာဆိုတော့အဲ့ဒီရဲ့ဟာကို तू ကလောက်တာလောက်ပြီးတဲ့ခါကြောင် Australia ကိုပြန်သွားပြီးလေပြန်ရောက်တဲ့အချိန်မှာအဲ့လိုမျိုးဖြားသလိုမျိုးဖြစ်တာအဲ့ဒါလေးပြောပထမဆုံးကျိန်စဖြစ်တာလို့ဖြားသလိုလို့နာသလိုလို့ဖြစ်တာဖြစ်တဲ့အချိန်ကျတော့ဆရာကလည်းယောဂရှာလာဘလို့မှကိုမမတွေ့ဘူး အဲ့တနေ့လောက်ကြာတော့ကြာတော့6လောက်ကကြိုက်တာကြိုက်တဲ့ခါကျတော့6လောက်ကိုတွားပြတဲ့ခါကျတော့ခြီမမာအဲ့ဒီအယိုးစားတယ်လေအဲ့ဒီပိုးဝင်နေတာအယိုးဆွေးတဲ့ပိုးလာဘယ်လိုလဲမသိဘူးအဲ့လိုမျိုးအယိုးမှဖြစ်တဲ့ဟာလေအဲ့ဒီပိုးဝင်သွားတာဝင်သွားတဲ့ခါကျတော့မှပြန်စဉ်းစားလိုက်တဲ့အခါကျတော့ तू ကအဲ့ fix bar မလုတ်ခင်နော်မလုတ်ခင်မှာဆိုလို့ရှိရင်ဖန်ကွဲ ဖန်ကွဲစား꽌ဘူးတာအဲ့ဒီအနာကောင်းကောင်းမကြက်သေးဘူးအဲ့ဒါကို face bar ကိုလှုပ်တာလှုပ်တဲ့ခါကျတော့အဲ့ဒီကနေပြီးတော့ယောဂပုံဝင်လာပြီးတဲ့ခါကျတော့အဲ့ဒီပိုးကနေပြီးတော့မှအယိုးထီတာထီတဲ့ခါကျချိန်မှတစ်ဆောင်စဖြတ်လိုက်ရတာเนาะအဲ့ဒါ2017မှာဖြတ်ရတာလှုပ်တာ2010မှာเนาะမလေးရှင်တို့အကျိုးပြုအားဘလောက်ကြာလဲဆိုတာထပ်ပြောပြအောင်မယ်အဲ့ဒါပြီးတော့နောက်တစ်နှစ်လောက်ကြာတော့အချိန်ကြာတော့လဲထပ်ပြတာထပ်ပြီးတော့ဖြစ်တော့ခါကျတော့နောက်ထပ်ချီညိုးကိုကူးတာဖြတ်တာချိန်မှတစ်ဆောင်ဖြတ်ပြီးသွားပြီချီညိုးမှာ กุ้งนี่นะคะจะชินยูว่าเลยเทลายาราเนาะจะนั่นได้เล่าจ่าได้ค่ะจะรอแทบชิดาชิดได้ค่ะจะรอแทบยาได้ค่ะจะชิคเลใน่ชีตะจวยเน่แทบชาลายาราเนาะอะไรเหาเนาะอะไรเฟสปายาเดย้โยคโปเนาะอะไรปีเดียค่ะจะรอนั่ทองสักคนมาเราสงจเนี่ชิจังจะช่องแทบักลายาบีเลยค่ะจะชิจังงาจังจะลงกระดมเชตัวนะอะไรออสเตรเลียดูยาตะแค่กูมาอัพเชอัพเช ရှင်တို့သွားစင်တာ2010เนาะနောက်ဆုံးဖြတ်လိုက်ရတာ2019အကျိုးပေးရဘလောက်တောင်မှကြာတယ်လဲဆိုရှင်တို့စဉ်းစားကြည့်လိုက်တော့အဲ့ဒီတော့ငါးကန်လေးဒီကန်လေးဆိုတာကြာတဘာဝကတ်ကြီးလို့ဒါလို့ဒီလိုမျိုးအနှိမ့်တယ်ဘူးလို့လိုမျိုးเนาะဒီ UV light တွေကိုတုံးပြီးတဲ့အခါကျတော့ပိုးတက်လို့ရတဲ့ဟာလည်းမဟုတ်ဘာ sanitizer တွေမှဖြန်းလို့ရတဲ့ဟာလည်းမဟုတ်ဒီငါးကန်လေးဆိုတာလေနော်အဲ့ဒီတော့ရှင်တို့ရာရာကလပ်ပါနဲ့ဟိုဟာတွိတ်ဆန်ဒီဟာတွိတ်ဆန်ကိုရီတို့ဆက်စုံမှတ်ပူတွေဆိုလို့ရှင်အာခံရတာပဲတော့ အဲ့တော့ကျွန်တော်ခြားပေးမှာချင်းကိုင်းဘူးလေးတို့အဲ့လိုမျိုးဟာတွေရှိရင်လည်းမလောက်ကြနဲ့ချင်းရဖက်ရကုတ်ရထရတချို့လူတွေစီးချိုသွေးချိုဖြစ်တဲ့သူတွေဆိုလုံးဝလုံးဝမလောက်တဲ့နဲ့အရာနော်ကျွန်တော်အဲ့ဒီငါးတွတ်လိုက်တာကနေစပြီးတော့ကိုဟာရင်းသွားအောင်နောက်တစ်ခုဆိုလို့ရှိရင်တချို့အဲ့အမေရိကတို့ကနေဒါတို့တချို့ပြည်နယ်တွေမှာဆိုလို့ရှိရင်ဒါတွေကိုလက်တာမြစ်ထားတယ်အဲ့ဒီတော့ ဘာမှမလုပ်လိုက်ရင်ဘာမှမဖြစ်ဘူးလုံလိုက်လို့ကိုဖြစ်ရင်ကြာကိုကကိုပဲခံရတာအဲ့တော့ဘာမှမလုပ်တာအကောင်ဆုံးမင်းရှင်ဒီဗျူလေးကတော့မင်းကလေးတွေအနေနဲ့တော့ရန်ကုန်မှာနော်တည်ထားတဲ့မင်းရှင်မင်းကလေးတွေကအလှဖနဲ့ပတ်သက်လို့ရှိရင်နော်ကို့ဒါနာမာကိုလည်းမကြောက်ကြဘူးနော် ခုတော့ line မှာပြတ်နေတယ်နော်ဖေလာထုတ်လိုက်တဲ့အမဆိုရင်လည်းနော်မျက်နှာတွေတော်တော်ပြက်စီသွားတာချင်းအခုကလည်းနော် eyeliner ဆိုးတာကနေပြီးတော့နော်မျက်လုံးတွေရောင်ကိုင်းပြီးတော့နော် anti age ဖြစ်စေနိုင်နေရှင်းဒီ eyeliner ကနော် blouse ထီထောင်မှာကြောက်ဖို့ခောင်းလဲဆိုရင်နော်ကင်စာရောဂါတာမှာဖြစ်နိုင်နေတယ်ရှင်းမိန်းကလေးတွေကအရန်ကိုမှလှချင်ကြတာနော်အလားပါနဲ့ပတ်သက်လို့ရှိရင်နော်ဒါပဲဖြစ်ဖြစ်နော်သူတို့ကစမ်းသက်ရှင်ကြတယ်ရှင်းအခုနောက်ပိုင်းပေါ်လာတာတွေဆိုရင်နော်တသက်တာဖေလာခံနေနော် ခုလိုမျိုး face bar လောက်တာကတွေကတော့အရန်ကုန်မှာခစ်စားနေတာရှင်နိုင်ငံသားတွေမှာလည်းခစ်စားတယ်နော်ဒါကြောင့်မလို့မင်းကလေးတွေအနေနဲ့နဲ့နော်ကိုကလှချင်နေဆိုပေမဲ့လည်းနော်ကိုယ့်ရဲ့ကျမ်းမာရေးကိုလည်းမထိခိုက်အောင်နော်ကိုကနော်ကိုသုံးမဲ့အလှပြင်ပစ္စည်းတွေကိုလည်းသေချာစုံစမ်းလေ့လာတဲ့နဲ့နော်ခုလိုမျိုးနော် line ပေါ်မှာနာမည်ကြီးတဲ့ brand ဆိုပြီးတော့နော်စိတ်ချယုံကြည်ပြီးတော့ဝယ်လို့မရအောင်ရှင့်ပါဝင်ပစ္စည်းတွေကိုတေချာစုံစမ်းပြီးမှကိုနဲ့တဲ့မတဲ့ဆိုတာအရင်ဆုံးစုံစမ်းတဲ့နဲ့ရှင့် ကိုကတော့အလားပြင်းပစ္စည်းဆိုလို့ရှိရင်တော့အဓိကကတော့မျက်နာပေါ်တင်တာများကြတယ်ရှင်။တကယ်လို့ကိုနဲ့မတည့်ခဲ့ဘူးဆိုရင်တော့မျက်နာတွေကပျက်စီးသွားလို့ရှိရင်တော့ကိုပဲအန္တရာယ်ဖြစ်ရမှာနော်။ဒါကြောင့်မို့လို့မိန်းကလေးတွေအနေနဲ့တော့အထူးသတိထားလို့ရအောင်လို့ဒီဗီဒီယိုလေးကိုပြန်လည်ဝင်မြောက်လိုက်ခြင်းဖြစ်ပါတယ်ရှင်။ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆောင်တွေ့ကြမယ်ရှင်။